ဘီလက်လေးပြေးစင်အတင်းနဲ့ပွဲဦးထမတဲ့ကိုသွင်းနိုင်ငံရဲ့ကစားသမားများအားလုံးမင်္ဂလာပါဘီလက်လေးပြေးစင်အတင်းဆိုတာအတင်းကနမဲကြီးထမင်းငန်းဘွားကိုရောက်ပြီးတော့အောင်မြင်မှုတွေနဲ့အလံဝေးနေရတယ်ဆိုပေမဲ့ကစားသမားကောင်းတွေအများနဲ့ပေါ်ထွက်လေးရှိပါတယ်ဘီလက်အတင်းကမျိုးဆက်ပြတ်သွားတယ်လို့ကိုမရှိဘဲနဲ့ခေတ်ဆက်ဆက်ကစားသမားကောင်းတွေကိုပဲပိုင်ဆိုင်ခဲ့တာပါဒီလိုကစားသမားတွေပေါ်များလာကြအောင်လေးပြေးစင်အတင်းမှာပါဖို့တော့မလွယ်ကူပဲနဲ့အပြိုင်ဆိုင်ကိုဖြစ်နေရပါတယ်ကျွေးသောကစားသမားတွေကတော့ဘီလက်လေးပြေးစင်အတင်းနဲ့ပွဲဦးထမတဲ့ကိုရီတင်နိုင်ခဲ့ကြပါတယ်ဒီနေ့မှာတော့အားကြီးလို့ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ် နံပါတ်1အနေနဲ့ကတော့ဒေါက်တာလေးပဲဖြစ်ပါတယ်။လူချင်းမင်းတို့အနေနဲ့ပွဲဥထုံးမှာကိုသွင်းမဲ့ကစားသမားမျိုးလူဝဲနေရဲဆိုရင်တော့ဒေါက်တာလေးကိုသာဖုန်းဆက်လိုက်ဖို့အကြံပေးကြပါတယ်။ဒေါက်တာလေးဆိုတာမျိုးကပွဲဥထုံးတွေမှာမှရွေးပြီးကြံတက်တယ်ကစားသမားလူတော်ပြောရမလို့ဖြစ်နေပါတယ်။ဒေါက်တာလေးကဘီလက်လေးစင်တင်တဲ့ပွဲဥထုံးမှာကိုသွင်းနိုင်ခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်။ဒါအပြင်ပရီးမီယာလီ၊ချန်ပီယံလီ၊ယူရိုပါလီနဲ့ရှုံးထွက်လိဖလားပြိုင်ပွဲတွေမှာလည်းပွဲဥထုံးမှာတင်ကိုသွင်းနိုင်ခဲ့တဲ့ကစားသမားအဖြစ်မှတ်မ်းဝင်ထားခဲ့ပါတယ်။နံပါတ်2အနေနဲ့ကတော့အော်လီဝါကင်မန်ဖြစ်ပါတယ်။ဝကင်ဟာဆိုရင်လည်းလုံခြုံရေးလေးနှစ်လောက်ကမှလီဒူက လပ် FTA City အသင်းကနေယခုတော့ Premier League Club Aston Villa အသင်းရဲ့အဓိကကစားသမားဖြစ်နေပါပြီ။လူရေးစင်အသင်းမှာလည်း Harry Kane ရဲ့အရန်တိုက်စစ်မှုဖြစ်နေရှိနေပါတယ်။ဘကင်ဟာဘီလက်လူရေးစင်အသင်းနဲ့ပွဲဦးထပ်မှာတင်ကိုသွေးယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ကံကောင်းရင်တော့ပွဲဦးထပ်မှာသူရင်ဆိုင်ခဲ့ရတဲ့အသင်းကဆမ်မိုင်းနိုလိုကမ္ဘာစစ်နေဆုံးအသင်းဖြစ်နေတာကြောင့်အသင်းနဲ့ကခုတွန်းနေကျင်နေကြဖြစ်ပါတယ်။ဘကင်ဟာလက်ရှိချိန်ထိဆိုရင်တော့ဘီလက်လူရေးစင်အသင်းအတွက်18ပွဲတိကစားပေးခဲ့ပါပြီ။သူရဲ့တွင်ကိုတွေထဲမှာပြီးခဲ့တဲ့ယူရိုမှာနယ်သာလန်ဘက်ကိုသွင်းယူခဲ့တဲ့အနိုင်ကိုကမှတ်တရရှိဆုံးသွင်းကိုလည်းဖြစ် ခဲ့ပါတယ်။နံပါတ်3တင်တဲ့ကတော့ Carver Lewin ပဲဖြစ်ပါတယ်။ Trophy တွေရဲ့တိုက်စစ်မှုကတော့2020ခုနှစ်တုန်းကဘီလက်လွေစဉ်အသင်းမှရွေးချယ်ခံခဲ့ရပြီးတော့အဖွင့်ပွဲမှာတင်သွင်းနိုင်ခဲ့ပါတယ်။အဲဒီအချိန်တုန်းက Carver Lewin ကချိန်ဆပြနေတဲ့အချိန်လေးဖြစ်တာကြောင့် Euro ပြိုင်ပွဲဝင်မဲ့ဘီလက်လွေစဉ်အသင်းမှရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဒဏ်ရာကြောင့် Euro နဲ့လွဲချော်ခဲ့ရပြီးတော့2021ခုနှစ်နောက်ပိုင်းကလေးကဘီလက်တင်လူစီယံမှာပြန်ပါမလာလို့တာဖြစ်ပါတယ်။နံပါတ်၄နေနေကတော့ Carlan Wilson ပဲဖြစ်ပါတယ်။ Carlan Wilson ဆိုရင်လည်းဒီချိန်တုန်းကဘီလက်တင်မှာ Hurricane ရန်တိုက်စစ်မှုဖြစ်ခဲ့ပူပါတယ်။ဝက်ဆန်ကလေး2019 2018ခုနှစ်တွင်ကအမေရိကန်နဲ့ကစားရေးပွဲဦးထပ်မှာအသင်းကိုရယူနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့တခြားတိုက်စစ်မှုတွေလည်းပေါ်ပေါက်လာခဲ့ပြီးတော့သူကိုယ်တိုင်နဲ့တက်ရွေရလာတာကြောင့်ငကြားလို့စီမားလဲနေရာမရတော့သလိုတပြေးစင်တင်းထွက်လဲရေးမခံရတော့ပါဘူး။နံပါတ်90တွေကလူးဝစ်စကယ်လီရဲ့ဖြစ်ပါတယ်။စင်မြန်ကြီးလူးရဲ့ကျယ်ပွင့်စကယ်လီကတော့လက်ရှိ International Break မှာမှာဘီလက်လူးဝစ်စင်ဆက်ဖြစ်လာခဲ့တာပါ။ဒီအားဒီဘွက်ကြမှာစင်မြန်ကြီးလူးရဲ့စီနီယာအသင်းကြီးမှာနေရာဆောက်ရလာခဲ့တာကြောင့်လူးဝစ်စင်ဖြစ်လာတာမြန်တယ်လို့ပြောလို့ရပါတယ်။အယ်ဘေးနီးယားနဲ့ကစားရေးပွဲစဉ်မှာပရတ်ခွင့်စတင်ရရှိခဲ့ပြီးတော့အသင်း င်းအတွက်အဖွင့်ကိုလည်းသိယူနိုင်ခဲ့ပါတယ်။ဒီတင်းကိုကြောင့်မက်စကယ်လီကဘီလက်အတင်းတမန်တစ်ချာအသက်ငယ်ဆုံးကုသင်းရှင်လည်းဖြစ်လာခဲ့ပါတယ်။စောင်းနေကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။